ညောင်းလိုက်အနာသိမ့်နေပြီအနာသိမ့်နေပြီဆိုတာသူ့မှန်ကလားအဲ့တော့ဖြေပါဖြေပါသူ့မှန်ကလားယူသားပြောရင်တော့အဲ့သူကအနာသိမ့်နေလို့မပြောပါဘူးဟုတ်ပါတယ်အနာသိမ့်နေအဲ့တော့ဥစ္စာဟိုနိုင်တဲ့စီနေအနိုင်ရစိတ်တဲ့နေအနာသိမ့်မှလို့ပြောရင်သူ့ဘကအမုန်းဖက်လို့ရှိမှာပါဟုတ်အာနာထိနေလို့ပြောပါအာနာထိနေဆိုသူအာနာထိပိုင်ခွင့်ရှိလားသူကသူလုံပိုင်ခွင့်နဲ့သူလုံနေတာပေါ့နော်အဲလုံပိုင်ခွင့်ကဘာလဲ အဲ့ဒါဒီဦးစင်းကလည်းဝင်ပြောလိုက်လို့ရှိတယ်မသိတော့မသိဘူးမဟုတ်လားအဲ့ဒါမသိတယ်ဝင်ပြောတော့ဟောမှားတယ်လားမှန်တယ်လားဦးစင်းကတော့အမှန်တော့မှားခြင်းမှန်ခြင်းကိုရှောင်းနေလိုက်တယ်အဲအဲ့ဒါမျိုးကရှင်ဘုရားတို့ရဲ့ဒီပရမတ်ထသစ္စာသမားတွေရဲ့ယူဆပါဗျအဲ့ဒါဒီကြောင့်အနာရှင်တင်ကြီးကဘာမှမဟုတ်ဘူးအဲ့လိုဆိုရင်ကဲဟိုဟိုအဲကဲဆရာကြီးစညာနာကြောင့်ကဲဘလို့မြင်တော့မှားတယ်လို့ပြောရတာပြောတော့ပြောပြီးတော့အဲ့ဒါအဲ့ဒါကိုကဲဘလို့လုတ်ပေးနိုင်လဲဘာသာကထိုင်ပြောနေလို့မရဘူးလေး ။တန်ဖိုးမှုရှိသလား။ကိုယ်တွန်းတော်မှုတွေပေါ့ဝင်ရောပါဝင်လား။ပြောတော့ဗဇတ်သမားပဲဗဇတ်နဲ့ပဲပြောနေပါဘော။ပြောတာ။အိုး။အေးဗဇတ်နဲ့ပြောပါ။ဟုတ်ပါတယ်မောဗဇတ်နဲ့မလဲဘူး။ဒါကိုယ်တော်ကဗဇတ်နဲ့ပဲပြောပါ။ပြောမှာမပြောဘူးမဟုတ်လား။ပြောတယ်။ဘယ်လိုလဲမှားလား။ဟုတ်ဒုက္ခပဲ။မင်းအောင်လည်းရဲလို့ဥစ္စာမပြောဘူး။တိုင်းပြည်တစ်ခုတိုးတက်ဖို့အတွက်ဘလို့လုံးတင်နေဆိုတဲ့ဟာပဲပြောတယ်။อืมလုံနေတဲ့သူရဲ့အမှားတစ်ခုလုံနေပြီဖြစ်ဒါမှားနေတယ်လို့တော့မပြောတတ်ဘူးလားအဲ့ဒါအောင်မြင်လောက်အောင်ကိုယ့်ရဲ့ပြောစကားက ပေါ့ရောက်လောက်အောင်မလေးကိုစကားရေချင်းရှိမယ်နဲကိုကိုစကားတော့ဆိုကြပါစို့တပီတော့ပြောရေတပီတော့တပီတော့ဥပ္ပဒ်ကဒီလိုပြောသွားတယ်လို့ဟောပြန်ပြောပဲအဲ့ဒီလူကလည်းဟောပဲလို့ပြောသွားတယ်နဲတဖြည်းဖြည်းတယောက်ကစားတရားပြန်သွားပါပဲမဟုတ်လားဒီကနေ့ဒီဟိုဓမ္မဝိရာရှင်ညာနာရဲ့တရားတွေအဲ့လိုဖြစ်ခဲ့ပြီလားဖြစ်နေတာပဲ